မင်္ဂလာပါခင်ဗျာယခုနေ့ပြောပြတင်ဆက်ပေးချင်တာကတော့အဖဲဝါနဲ့အလောင်းတကူလုံးကြီးရတဲ့ပရာလောကဇလံကောင်းလေးတစ်ပုဒ်ကို ပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါ နားဆင်အားပေးကြပါအောင်ခင်ဗျာတင်ထွေးနဲ့အင်းမင်းတို့တငယ်ချင်းနေအောင်ဒေါ်မြားကြီးရဲ့အာတုပမှာဖဲရက်ရံငွေရှာပြီးတော့အာတုပအိမ်တို့ထွက်လာခဲ့ကြတယ်သူတို့နှစ်ယောက်ကနီးနားပါရှိ ရွာများမှာအာသုဘတည်င်ကြတာနဲ့ငွေမရတကရှာပြီးဖဲရိုက်သွားနေကြပါတယ်။ယခုတော်များရဲ့အာသုဘကမကင်းရမကင်းကြောင့်မို့ဖဲမရိုက်ရရင်လေအာသုဘကိုစောင့်အိပ်ပေးရန်တာဝန်တစ်ခုခါရှိနေပါတယ်။တော်များကြီးမှာတော့တာကြီးတုတ်ဖြူတားလက်အေးတောင်းနဲ့တင်တင်နုဆိုတဲ့တာသမီး၃ယောက်ရှိပါတယ်။အားလုံးကအိမ်တော်များကြကုန်ကြပြီဖြစ်တယ်။အားလုံးငွေရေးကြည့်ရင်ပြေလည်ကြသူများဖြစ်ကြပါတယ်။ တော်များကြီးမှာတော့လေအေက30ရှိတယ်။လေများကစပားပြီးကိုင်းမှာစိုက်နေရတဲ့မြေကောင်းမြေတန်များဖြစ်ပါတယ်။ရောင်းရင်လည်းဈေးကောင်းရတဲ့လေများပဲဖြစ်တယ်။တော်များကြီးခင်မွန်တေဆုံးပြီးတဲ့နောက်လေများကိုဦးစီးလုတ်ကန်မလုံနိုင်တော့သဖြင့်သာသမီ3ယောက်ကိုတယောက်5အေကစီ ခွဲဝေပေးလိုက်ပါတယ်။ကျင်းနဲ့15အေကမှ10အေကကို1အေက3သိန်းနဲ့ရောင်းလိုက်ပါတယ်။ ငွေသိန်း300ရပြီးတဲ့နောက်မှာတော့ဒေါ်မြအေကသူ့အတွက်ငါးအေကချန်ထားလိုက်ပါတယ်ထို့နောက်စေသိန်းခန့်အကုန်ခံပြီးသားသမီးနှစ်ယောက်မြေးများကို ရှင်ပြုတ်ရန်ခံအလူကြီးပေးဝေပါတယ်ကြံတဲ့သိန်း200ခန့်ကိုရွှေတဲပစ္စည်းများကိုဝယ်ယူစုဆောင်ခဲ့ပါတယ်လဲရောင်းပြီး30ခန့်ကြာတော့ဒေါ်မြအေကတွေးတိုးယောဂာနဲ့ရုတ်တရက်ပဲသွေးပေါင်တက်ပြီးအသက်ဆုံးရှုံးလို့သွားခဲ့ပါတယ် တော်များ၏ယုတ်တည်းရဲ့စုံသွားတာနဲ့ပြဒနာကစခဲ့ပါလေတော်များ၏ဝယ်စုထားတဲ့ရွှေတဲပစ္စည်းများတအိမ်လုံးနှံရှာတော်လဲရှာလို့မတွေ့ဖြစ်နေပါလေတုတ်ကြီးနဲ့တင်းတင်းနုကအိမ်ခွဲနေတာကြောင့်သားလက်ဤတောင်းကအိမ်မခွဲပဲတော်များ၏နဲ့တူဝိုင်းလုံးဝိုင်းစာလုံနေကြပါလေတော်များ၏ရဲ့လေကိုတောင်းဝင်ယူပြီးတော့လုတ်ပေးနေရတယ်တော်များ၏သိဆုံးတော့ဤတောင်းတို့လက်များတာရှိပါတယ် အိရာတဲ့လဲနေတဲ့လူမမမဟုတ်တဲ့ဖြင့်တာကြီးနဲ့တမီငယ်တို့မှတေးပြီးမှပဲရောက်လာကြတယ်အေးတောင်းနဲ့တင်ထွေးတို့ကတငယ်ချင်းပဲဖြစ်ပါတယ်ထို့နောက်မှာတင်ထွေးကတော်များကြီးအာသူပါမှာဖေးရိုက်ရိုက်မရိုက်ရိုက်မကင်းရမကင်းကြောင့်မို့နေပေးရတဲ့တောင်းဝင်ပဲဖြစ်ပါတယ်အာသူပါကိုအခေါင်မသွန်းရသေးပါတေးဆုံးသူကနှစ်ရဲရှိပြီဖြစ်ပါတယ်ညာကြရင်တော့တော်များကြီးအခေါင်းနေ သုံးမာတော့မယ်။အိမ်မင်းနဲ့တင်းထွေးတို့ညနေ6နာရီခန့်အာသူဘအိမ်သို့ရောက်လာကြတယ်။အိမ်တောင်းကတင်းထွေးကိုမြင်လိုက်တာနဲ့အနာသူရောက်လာပြီးတူတူကပ်ပြီးတော့ပြောပါတယ်။တင်းထွေးည9နာရီလောက်အမေကိုအခောင်းနဲ့တွေ့မယ်။မင်းဘယ်မှထွက်မသွားနဲ့အောင်။ရပါတယ်။ငါဖဲဝိုင်းမှာပဲရှိမယ်။ည9နာရီခန့်မှာစပြီးဖေးဝိုင်းကစပါတယ်ပထမပိုင်းမှာတော့ ဝိုင်းကားတော့မစီသေးပါပတ်စံကိုချွေတာပြီးတော့ထုတ်နေရပါတယ်ဒါနဲ့ပဲတဝိုင်းပြီးတဝိုင်းပြီးလို့သွားပါတယ်အနံရုံးကမြတ်မြတ်တတရှိနေပါတယ်ဖေးဝိုင်းကနှစ်ဝိုင်းဖြစ်လာပါတယ်အချိန်ကားတော့ည9နာရီခန့်ရှိလာပြီပဲဖြစ်တယ်ထိုးစင်းမအေးတောင်းအနာတို့ရောက်လာပြီတင်ထွေအားလက်ကုပ်ပြီးတော့ခေါ်လိုက်တယ်တင်ထွေးလေးအေးတောင်းတော်တို့လိုက်လာခဲ့ပါတယ်။ကဲ ငါတို့အမေအလောင်းကိုအခေါင်းသွင်းတော်မူအခေါင်းလေးရိုက်ပြီးပြီကုတူပြို့တို့မတိနေနုတို့မလာကြဘူးလားမသိပါဘူးငါ့ကိုမကြည့်နဲ့လို့မလာကြဘူးလားမသိဘူးလာပါကွာငါတို့တို့နဲ့တိတ်ပြီးတော့စကားမပြောချင်ဘူးထိုးစင်မှာပဲလူရွယ်နှစ်ယောက်ကအခေါင်းကိုအိမ်ပေါ်သို့မတင်လာခဲ့ကြတယ်အလောင်းဖေတို့ရှင်ပြီးအခေါင်းကိုချထားပေးလိုက်တယ်ထို့နောက်မှာတင်ထွေးအားအလောင်းရဲ့ခေါင်းကို မခိုင်သဖြင့်မပေးလိုက်စင်မှာပဲအေးတောင်းကဒေါ်မြရဲ့တက်ပြောက်ခေါင်းအုံးကိုယူပြီးတော့အခေါင်းထဲမှာပဲချပေးလိုက်ပါတယ်ထို့နောက်မှာလူငယ်နှစ်ယောက်ကိုအိတ်ရခင်းအပါဝင်ခြေထောက်မှာမယံတောင်းဝင်ယူခမ်းလိုက်ပြီးတင်ထွေးကခေါင်းမှာမာပြီးတော့အေးတောင်းကခါမှာထိမ့်ပေးပါတယ်တပြိုင်နက်မှာပဲအမပြီးအခေါင်းထဲသို့ထည့်ပေးလိုက်တယ်တင်ထွေးကဒေါ်မြရဲ့ခေါင်းနဲ့ခေါင်းအုံးတက်တက်ရှိရန် ခေါင်းအုံးကိုကန်ပြီးတော့နေရာပြင်လိုက်ပါတယ်။နီနီတိဖေးဘေးဖေးငါတက်အောင်မပြင်လိုက်ဘူး။အေတောင်ကခေါင်းရှင်ဘက်သို့ရောက်လာပြီးနေရာတကြားဖြစ်အောင်လို့ပြင်ဆင်ပေးပါတယ်။ကဲအခေါင်းကိုပြီးပြီးဖုံးလိုက်ကြမယ်။ကြည်ကျင်တဲ့သူရှိရင်ကြည့်ရအောင်လို့အဖုံးကိုအတိမပိတ်ပါနဲ့အုံးလားအေတောင်။ဟာမနှက်ပြန်မဲအိမ်ရှိထုတ်တော့မှာဘသူမှလည်းကြည့်မှာမဟုတ်ဘူး။ အတီတာရိုက်ပလိုက်တော့ကွာအေးတောင်းကပြောတဲ့ဖြင့်လူတယောက်ကအခေါင်းဆက်နေရမှာတူနဲ့တန်နဲ့ယူပြီးအဖုံးကိုအသေးပိတ်လိုက်ပါတယ်အာလုံးကိစ္စပြီးတာနဲ့တင်ထွေးလေးဖဲဝမ်းရှိရတော့ပြန်လာခဲ့ပါတယ်ညဆယ်နာရီခန့်ရောက်တော့အိမ်အောက်မှာအေးတောင်းရဲ့အကိုတုတ်ဖြို့အရက်တွေမူပြီးအော်ဟစ်ဆဲဆူနေပါတယ်အေးတောင်းကလည်းအိမ်အောက်မှာနေပြီးစိန်ခေါ်နေပါတယ် ငားမိတ်ပစ္စည်းကိုမေကအပိုင်သိနေပေါ့ဟုတ်လားဟာဗျာကျုပ်ပြောပါရောအမေဘယ်နဲ့ထားသွားမှန်းမသိပါဘူးဒီရွှေတို့ကိုကျုပ်မယူဘူးဗျမင်းမယူအောင်ဒီအိမ်မှာမင်းတို့လင်မယားနဲ့အမေပဲရှိတာမင်းအခုအသာတကြီးထုတ်ပေးမှလားမရှိပါဘူးဆိုဗျာမယုံဘူးဖြစ်နေတယ်ငါကဘာကြောင့်ယာထားတယ်လို့ပြောရမှာလဲမင်းကမကြည်နေဘူးလားမကြည်နေဘူးကွာတာသမီ၃ယောက်အညီမျှခွဲယူရမှာလေ အမေးရဲ့ပစ္စည်းတွေအကုန်ပျောက်ကုန်ပြီအမေးမှာပေးရမယ့်လင်ငယ်လည်းရှိတာမဟုတ်ဘူးဟေးကောင်အမေးကိုတော့မစော်ကားနဲ့မင်းတို့ဒီအိမ်မှာရှိသမျှအနဲ့ရှာဖွေပြီးကြပြီမဟုတ်ဘူးလားမင်းတို့အားလုံးရှာလို့မတွေ့တာငါလည်းမတတ်နိုင်ဘူးဟေးကောင်အေးတောင်းမင်းမစင်စားပြီးကြိမ်တွဲပြောရင်တော့မှမစင်ကြိုက်တယ်လို့ပဲငါကထင်မှာမင်းအမှန်ပြောတယ်လို့တက္ကသိုလ်လုံးကဘသူမှမင်းစကားကိုမယုံဘူးကွာဒီမှာမင်းရဲ့ပါဇက်ကိုပိတ်ထား မင်းမူးနေတယ်ဆိုရင်အိမ်ပြန်ပြီးတော့အိတ်တော့ဟေးကောင်မိကငါ့ထက်အငယ်ငါကမင်းထက်အကြီးပြောစရာမလိုပါဘူးမင်းငါ့ကိုနှင်ထုတ်ခွင့်မရှိဘူးဒါငါ့မိအိမ်ငါမပြန်နိုင်ဘူးခမရအိမ်ခမရပြန်အမေအာသူပါပြီးတဲ့အထိခမရနေလို့တော့ရတယ်ဘာကွာငါ့မိပစ္စည်းတွေမရမချင်းမပြန်ဘူးမင်းတို့လည်းမရထုတ်ပေးမှလားမထုတ်ပေးဘူးလားငါဒါပဲသိချင်တယ် မရှိပါဘူးလို့ပြောနေတာမယုံဘူးကဲကွာဟဲ့ရိုက်ကုန်ပြီဆွဲကြပါဦးဟမင်းကမြန်ငါ့ကိုထိုးတယ်ကဲကွာသိစမ်းအေးတောင်းကတုတ်ဖြိုးအားလက်သီးနဲ့ဆွဲထိုးလိုက်ရာတုတ်ဖြိုးကအင်ကြီအောင်မှာဖွဲ့ယူလာတဲ့ဓာတ်ကိုထုတ်ပြီးအေးတောင်းကိုထိုးလိုက်ပါတယ်အေးတောင်းရဲ့ရင်အောင်မှာတစ်ချက်နန်ရိုးချားမှာတစ်ချက် ထိုးမိလို့သွားပါတယ်အေးတောင်းရဲ့ဇနီးက အေးတောင်းလဲကြတော့မှရောက်လာပြီးတော့ဝင်ဆွဲဝင်ပါတယ်အမလီကိုေးတောင်းတွားကြမဆိုင်နေလူတွေအနမကကြနဲ့တုတ်ဖြိုးကဓာတဝင်းဝင်းနဲ့လုံနေပါတယ်ဟေ့ကောင်မနင်းလင်ကငားမေပစ္စည်းတွေယူပြီးတိမ်ခန့်ထားသေးလားပျော်စမ်းဓာနဲ့ရွေပြီးဂျိန်ဝါနေတဲ့ဖြင့်နောက်မှလူနှစ်ယောက်ကဝင်ပြီးချုပ်ကဓာကိုလှုပ်ယူပြီးတော့ပွက်လိုက်ပါတယ် လက်နဲ့တွေနဲ့မလုံးကြနဲ့လေကွာညီကိုရင့်မယ်ဒါနဲ့ဖြည့်ရှင်းလို့ပြီးမှလားပါးစက်နဲ့ပဲဖြည့်ရှင်းညှိနှိုင်းကြပေါ့ခမည်းတော်နဲ့ပါဆိုင်လို့ခမည်းကဆရာလာလို့တာလေပြီးစက်ငါတာအေးတောင်းရဲ့ဇနီးကလည်းအော်ဟစ်ပြီးတော့ငိုကြိုနေပါတယ်သူတို့ရံပွဲကြောင့်ဖေဝိုင်းနဝိုင်းလေပြက်လို့သွားပြီးလူအလုံးပါရံပွဲပြီးစီမှရောက်ရှိလို့လာခဲ့ကြတယ်တင်ထွေးလေးအေးတောင်းအာဝင်ပြီးတော့ပွေထူလိုက်တယ်ကဲ အေးတောင်းကိုစိတ်ယုံပုံမှဖြစ်မယ်။တွေးထက်လွန်သွားလို့မဖြစ်ဘူးကွာ။လူကြီးတယောက်ကဝင်ပြီးတော့ပြောပါတယ်။မဖြစ်သေးဘူးတင်တွေ။ရဲစခန်းကိုသွားပြီးအကြောင်းကြားရအောင်မယ်။ရဲစစ်ချက်မပါဘူး။စိတ်ယုံသွားလေအလက်ကားပဲဗျ။ဒါဆိုလူမမာကတိတော်မှာပေါ့။ရဲစစ်ချက်ပါမှစိတ်ယုံကလက်ခံမှာ။ဒါဆိုလေရဲစခန်းကိုအရင်ဆုံးလက်နဲ့တိတော်ကြတာပေါ့။ပြီးမှစိတ်ယုံသွားမယ်။ ကဲလဲရောက်လာပြီလူမမကိုမတင်ခဲ့ကြဒါနဲ့တုတ်ဖြို့ပဲရောက်သွားပြီလေမတွေးတော့ဘူးကွကဲတုတ်ဖြို့ကိစ္စကိုကိစ္စမဟုတ်ဘူးလူနာကိုရဲစခန်းကိုအရင်ဆုံးခုတ်သွားကြရအောင်ဒါနဲ့ပဲဓာတ်ထုတ်ခံရပြီ တနအိခန့်ကြမှာရဲစခန်းတို့ရောက်ခဲ့ပါတယ်ရဲစခန်းရောက်ပြန်တော့စခန်းမူးနဲ့အမူလိုက်တော့ရဲစခန်းမှာမရှိပါဘူး ကိစ္စတခုနဲ့အပြေရောက်နေတယ်လို့သိလိုက်ရတဲ့ဖြင့်စကမ်းမှုပြန်လာတဲ့အထိနိုင်ဝက်ခန့်လဲပေါ်မှာပဲလူမမကိုတင်ပြီးတော့စောင့်နေရပါတယ်။နောက်ဆုံးဆေးရုံရောက်တော့ဓာတ်ထိုးခံရတဲ့အချိန်မှစပြီးနှစ်နာရီခန့်ကြာမှဆေးရုံသို့ရောက်ခဲ့ပါတယ်။အသက်မတည်သေးတော့လေတတိမရတဲ့ချက်ရတဲ့ချက်ပဲဖြစ်ပါတယ်။ဒါနဲ့ပဲရေးစေးချက်ကိုယူပြီးတာနဲ့တို့ဖြိုးကိုဖမ်းရန် ရိတ်တက်ဖွဲ့ဝင်များအေးတောင်းတို့ရွာသို့ထွက်သွားကြပါれထုံညတုတ်ဖြုတ်ကိုရဲများဖမ်းရန်လက်သွားပေမဲ့တုတ်ဖြုတ်ကိုတော့မဖမ်းမိခဲ့ပါ နောက်နေ့ရောက်မှတဒင်ပီတယောက်ကြောင့်တုတ်ဖြုတ်တို့ရဲများပုံအောင်နေရာကနေဖမ်းမိခဲ့ပါれအတူပါအိမ်မှာတင်တင်နှုတို့လေးများသာ ကြံခဲ့ပါれရွာကလူများနဲ့တင်ထွေးတို့ကုညီဆောင်ရှောက်မှုနဲ့အာသူပမြေချခဲ့ပါတယ် နေယုံလားဆုံးရက်မို့မုကရွာတဲ့အခါမှာအလုံးကိုရွာပါတယ်မရွာတဲ့အခါမှာတော့၃လေးရက်မရွာပဲရှိပါတယ်အပေါ်ရဲ့မြေသားကနူးနေတဲ့အချိန်ဖြစ်ပြီးဒေါ်မြားရဲ့အာသူပါကမြေမြုပ်ရဲ့မြေတူးတဲ့အခါမှာအလုံးကိုပဲတူးရလွဲပါတယ်အာသူပါချတဲ့နေ့ကတင်တင်နူးနေသူရွာသူရွာသားများတင်ထွေးတို့ရဲ့ကုညီမှုနဲ့တူအေးအေးကြမ်းကြမ်းပဲမြေချခဲ့ပါတယ်တင်တင်နူးတို့လည်းများလေ မိခင်ဝယ်ယူစုဆောင်းထားခဲ့တဲ့ရွှေနေစဲကြားကြော်ကြော်ပျောက်ချင်းမလပျောက်နေတဲ့အတွက်စိတ်ထဲမှာတော့ခုလူခုလူဖြစ်နေပါတယ်တတိများနဲ့မိသားစုများကတော့ဒေါ်များကြီးတည်ဆုံးတာနဲ့အေးတောင်းတို့လည်းများရွှေများကိုရှာဖွေယူပြီးဖွဲ့သိမ်းထားတယ်လို့ဆွဆွဲမြဲမြဲယုံကြည်ကြတယ်အေးတောင်းစနီခင်မိုးအေးကရူးရူးအာအာနမည်နဲ့လိုက်အောင်အေးအေးစစ်စစ်ပါစကားပင်လေးလုံးကွဲ့အောင် မပြောတဲ့ အေးတောင်ရွှေများကို ယူထားတာကလည်းခင်မိုးအေးကိုတိုင်မြင်သည်မဟုတ်ပါအတီလည်းမခံမှုမှာခင်မိုးအေးတို့ခက်ခဲစွာမြင်းမြဲလျင်တော့အမန်ကိုဖွင့်ပြောမည်ကိုသိနေပါတယ်ဒုဗ္ဗတော်လည်းအလုံးကရွှေပြောင်းတဲ့ကိစ္စကိုခင်မိုးအေးအေးမမေးဘဲနေခြင်းဖြစ်ပါတယ်ဒုနာမှာတော့အေးတောင်ရဲ့တန်ရာမတက်တာဘူးလို့ကြားသိရပါတယ်တော်များကြီးလောင်းမြေကြပြီနှစ်ရက်လောက်နေမှာ အေးတောင်းကဆုံးမသွားပါတယ်အေးတောင်းဆုံးတာနဲ့တုတ်ဖြိုးပေါ်ဆွေကျက်တင်ထားတဲ့ပုံမှအပြင်လူသက်မှုပါထက်တိုးပြီးတရားကျင်ဆိုင်ရပါတယ်အချိန်ကညာ၁၀နာရီခန့်ရှိပါပြီမိုးကတော့တဖွဲဖွဲရွာလို့နေပါတယ်ကောင်းခင်မှာမိုးသားမိုးတိမ်တို့ထူတက်စွာရှိနေသဖြင့်တစ်ခါတစ်ခါလည်းရစီလိုက်လိုက်မိုးချင်းလိုက်ရှိပါတယ်တင်ထွေးနဲ့အေးမင်းတို့နေရောက်ပေါတူးတူရေးများကိုယူပြီးရွာထဲမှာထွက်လာခဲ့ကြတယ် ဒုစင်မမိုးချိန်တဲ့နဲ့လျှက်စည်းလက်ချင်းကခက်ဆက်ဆက်လေးဖြစ်လာပါတယ်။ဒီကနေ့အတန်ကြလိုက်တင်ထွေးရဲ့ရင်မှာတော့ဒီကနေ့ခုံလိုက်နဲ့လုံနေကြမဟုတ်တဲ့အလုပ်အတွက်အနှဲငယ်စိတ်ကထင်နေပါတယ်။အောင်မြင်ပါကတိမ်မောင်းများစွာရမည်ဆိုသောကြောင့်ကြောင်လန့်တုံလုံးမှုကိုအားတင်းပြီးတော့ဖဲထုံနေရတယ်။အမောင်တို့ကလည်းပိတ်မိန်နေအောင်မှောင်နေပါတယ်။ခါတိုင်းဆိုဒီလောက်နဲ့မမောင်ပါ။မိုးသားမိုးတိမ်တို့က မုံပြပြအလင်းပေးတဲ့ကောင်းခင်တခွင်လုံးကိုဖုံလွှမ်းထားခြင်းကြောင့်လည်းပို့ပြီးတော့မောင်းနေခြင်းဖြစ်ပါတယ်။လျှက်စည်းကမကြမကြလက်နေခြင်းကြောင့်သာ ခလုံးမတိုက်မလဲမပြိုပဲလမ်းကြောင်းမကန်စွာသွာလာနိုင်ခြင်းပဲဖြစ်တယ်။ညနေကလေးကနှစ်ယောက်သာရေစိတ်တင်ထားတဲ့အနေနဲ့အရှိတပလင်းတတာထိုင်ပြီးတော့တောက်နေပါတယ်။မိုးချိန်နေပေမဲ့မိုးကမရွာသေးတဲ့ပြင်သွာလာကြတာအဆင်ပြေပါတယ်။ ညတကောင်နီးပါးဖြစ်ပြီးလူသေးသေးမြုပ်ထားတဲ့တင်းញိုင်းတို့သွားနေတဲ့သူတို့နေအောင်အရဲတောက်ပြီးရေစိတ်တင်ထားတာယခုလို့ကဲတော့လာဝင်ချင်းပဲဖြစ်ပါတယ်တင်းထွေမင်းအကတေးကြပါလိမ့်နော်တေးကြမှဟိုဘက်ကန့်တော်လုံမာသေးတယ်ကွာအဖွားကြီးရဲ့ရွှေတဲပစ္စည်းတွေကအဖွားကြီးအုံးနဲ့ခေါင်းအုံးထဲမှာအကုန်ရှိနေတယ်ငါအာတုပအခေါင်းနဲ့တွင်းနှုံကအဖွားကြီးရဲ့ခေါင်းနဲ့ခေါင်းအုံးအနေထား မမှန်လို့ခေါင်းအုံးကိုကင်ပြီးရွှေ့လိုက်တဲ့ကမမာတွေရော အကွင်းလိုက်တွေရောဆမ်းမိလိုက်တာငါမတင်ကလို့ခေါင်းကိုဆွဲညင်လိုက်တော့မှပစ္စည်းတွေခေါင်းထဲရောက်နေတာကို သိလိုက်တာပစ္စည်းတွေခေါင်းထဲမှာရှိနေတာကိုသိမှဆိုလို့အေးတောင်းကခေါင်းအုံးကို မကန်ခိုင်းမေခေါင်းကိုပဲမခိုင်းလိုက်တာပဲဒီပစ္စည်းတွေကိုအကောင်နဲ့ထည့်လိုက်တော့သူ့ပဲရတော့ပါမလဲဟာမိကလဲမလုံနဲ့အလိုက်တာ နောက်ပိုင်းအေးအေးဆေးဆေးဖြစ်သွားရင်သူကအခေါင်းကိုဖော်ပြီးရွှေကိုထုတ်ပြီးတော့လာယူမှာပေါ့ရွှေဆိုတာမြေကြီးထဲမှာဆွေးပြီးပြက်သွားတာမှမဟုတ်တာအေးမင်းကတင်ထွေးစကားကြောင့်ပို့ပြီးတဲကြွားလို့လာပါတယ်တကယ်ဟုတ်လို့ကတော့ပွားပြီပဲကွဒါပေါ့အခုဆိုအေးတောင်းလေဈေးရုံမှာတည်သွားပြီသူ့ရဲ့လောင်းတော်မှာညီမချရာတည်ဖို့အေးတောင်းတည်သွားပြီဆိုတော့ပန်ရှင်မဲ့ပစ္စည်းတွေဖြစ်တဲ့ ဒီရွှေတွေငါတို့မှမယူရင်မြေကြီးထဲမှာအလကားဖြစ်သွားလိမ့်မယ်။ဟေးကောင်တီထွေအေးတောင်းလဲငါတို့လိုပဲတင်းញိုင်းတဲ့ရောက်နေလားမသိဘူး။မဖြစ်နိုင်တာဒီမပြောစမ်းမှနဲ့အေးမြင်ရ။ငါကြားဘူးတာမင်းကိုပြော့ပြအောင်မင်း။ဘာကြားဘူးတာလဲမင်းကွာအရင်နေနေလောက်ဝင်လိုက်တာနဲ့တိတ်ပြီးတော့လေကျော်ရှိတာပဲ။မင်းကငါပြောတာလဲနားထောင်စမ်းမအောင်။ ။တင်ညာကုန်းထဲမှာမဖွဲဝါရှိတယ်တဲ့။တော့ကြမဖွဲဝါနဲ့များငါတို့တိုးနေအောင်မလားမသိဘူး။ဟာကွာအလုတ်ကိုပဲစိတ်ထဲမှာထားဆမ်းမှာတရေအကြောင်းနေမဆိုင်တဲ့စကားတွေမပြောဆမ်းမှာနဲ့အလုတ်အတွက်စိတ်နှောက်ရှက်ဖြစ်တယ်။သူတို့ရွာကထွက်လာပြီး15မိနစ်ခန့်ကြာမှာတင်ညာဆက်တို့ရောက်ခဲ့ပါတယ်။ ရွာစီမှဦးလိုက်တဲ့ခွေးဦးတန်ကချောက်ချားဖွယ်ပေါ်ထွက်လို့လာပါတယ်။တကောင်ဦးလိုက်တာနဲ့တကောင်မိတကောင်ဆက်ပြီးတော့ဥသွားပါတော့တယ်။ဖြစ်ပါမလားကွာငါတော့နေနေကြောချမ်းလာတယ်လို့ဖြစ်လာပြီ။နေခါးချားမှာအရက်ပလင်ပါတယ်မဟုတ်ဘူးလား။မော့တောက်ပြီးတော့ရေစီတင်လိုက်ဆက်မှာ။တော်များရေမြေပုံနဲ့တခြားမြေပုံမှားနေအောင်မေကွာ။လာပါငါသေးချာမှတ်ထားတယ် အင်းမီးကဓမီနဲ့ထိုးချပါတယ်ဓမီကိုရွာဘက်မထိုးနဲ့မီးရောက်မြည်ရဲ့မတင်ကဖြစ်လိမ့်မယ်အင်းမီးငါးမျက်စီထဲမှာရေကနေအေးတောင်းကိုမြင်လိုက်တယ်လို့ပဲကွာမှောင်နေတဲ့ဟာမီးကဘလို့မြင်တာလဲအဝေးကြီးမှာမဟုတ်ဘူးငါးချီကရေကနေဖြစ်သွားတာမျိုးမြင်လိုက်တာမင်းစိတ်ကထင်တာနေမှာပါလာဟိုးမှာတွေ့ပြီကွာ ကြားခင်မှာပင်လောလောလတ်လတ်မြုပ်ထားတဲ့မြေပုံကိုတွေ့လိုက်ရပါတယ်။အလောင်းကိုမြေမြုပ်ပြီးဒီမှာ၃ရက်ပဲရှိပါသေးတယ်။တိတ်ဆုံးဒီမှာယနေ့ညထိ၈ရက်ပဲရှိတဲ့အတွက်ပုတ်ကောင်းတဲ့ချိန်ပဲရှိပါတယ်။ငါတို့အချိန်မဆိုင်ပဲဖော်လိုက်ကြရအောင်။မိကချိန်ရင်ဘက်ကပေါက်တူးနဲ့ရက်ထုံငါကကောင်းရင်ဘက်ကကောင်းနဲ့ရက်ထုံပဲ။ရက်ပိုင်းမို့မြေသားကပေါ့ပွားပဲရှိပါသေးတယ်။ တို့ချိန်မှာမောကဝောကနေရွာချလိုက်ပါလေဖြစ်ပါမလားတင်းတို့သူပဲမသူရသေးဘူးဖြစ်ပါမလားပြောနေပြန်ပြီကွာမဟုတ်ပါဘူးမောကတအားရွာလို့ပါမိုးရွာတော့ပိုးပြီးတော့ဒါမှကောင်းသေးတယ်အပုံးနှင်းကမိုးရိပ်နေဆိုသိပြီနင်တော့မှမဟုတ်ဘူးအစင်ပြပြဖြစ်သွားရင်တော့ကောင်းတာပေါ့ကွာကဲမင်းကချင်းရင်ဘက်ကတူငါကကောင်းရင်ဘက်ကတူမယ် အချိန်ကိုလုပြီးတော့လုံနေကြရပါတယ်။အင်းမြင့်ကမြည်တူးနေရင်ဘေးဘီမလုံးတယ်လို့ကြိုးလည်းမလုံး။ခေါင်းကို ရှိပေညာပတ်ပြီးတော့မြေကြီးများကိုရက်ထုံနေပါတယ်။တင်းထွေငါတို့ဘေးနားမှာအေးတောင်ရှိနေတယ်။ငါသူ့ကိုမြင်နေရတယ်ကွ။ငါတော့မမြင်ဘူး။မင်းစိတ်ကမင်းကိုခြောက်နေတာပါ။ကဲလှုပ်เสียရှိတာကိုပဲဆက်လို့ဆက်မှာကွာ။မိုးကတဲတဲမင်းမင်းရွာနေပါတယ်။ ခေါင်းပေါ်မှာဆီကြလာတဲ့မိုးရေများကခေါင်းမလျှော်သေးမှလားနဲ့ကြည့်တဲ့အတွက်ကြောင့်ကြီးများနဲ့မိုးရေများရောပြီးဆီကြလာရာမျက်လုံးများတွင်တလဲဟောစည်းဝင်ကုန်ပါတယ်။မျက်စိဆက်သလိုပါဇက်တွေမှာလည်းကြီးရည်တွေကိုမှုတ်ထုတ်လိုက် မျက်နှာတဲလိုက်နဲ့အလုတ်ကိုရှုပ်ထွေးပါတယ်။ရေကြီးရက်ထုတ်ခြင်းကိုလည်းမရေမနာပဲနဲ့ရက်ထုတ်နေရာနှစ်ပေနီးပါးနဲ့တို့အရောက်မှကြည်ကြည်ဟူသောအတန်ကထွက်ပေါ်လာသဖြင့် အလောင်းမှာပေါ်နေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။မောကတော့ဝေါကနေဝေါကနေတုံချလိုက်တယ်လို့ယွာနေပါတယ်။တဲ့အေးမြင့်တန်တယွင်းကိုငါ့ကိုလှမ့်ပြီးတလက်စတဲ့အခေါင်းကိုဖြွင့်လိုက်တော့ပြီ။မိကငါ့ကိုဓမီထိုးပြ။ဟာဒီကောင်နဲ့ကွာဓမီကိုအောက်ဆိုင်ပြီးတော့နှိမ့်နေလီထိုးပြဟာ။အေးမြင့်ကကမ်းပြီးတဲ့တယွင်းကိုယူပြီးအခေါင်းနဲ့ဖုံးကြကလန့်ပြီးတော့ဖြွင့်လိုက်ပါတယ်။ အကောင်ဘုံကိုရိုက်ထားတဲ့တန်ကနှစ်လက်မှတန်ဖြစ်နေတဲ့ဖြင့်အားဆိုင်ပြီးတော့ဖွင့်စရာမလိုပါတေသားကလည်းအပေါ်သားဖြစ်တဲ့ဖြင့်မကြခင်မှာပဲအဖုံးကတော့ပွင့်လို့သွားပါတယ်ဟာပုတ်ဟောင်းနေတာပဲအေးမြင့်ပြောတဲ့အတိုင်းအပုံးနံကြီးကထောက်ခင်းနဲ့ထွက်လာတယ်အရဲတောက်ထားကြလို့တော့ပါသေးတယ်တို့မဟုတ်ပါက စားထားသမျှအကုန်အန်ထွက်နိုင်တယ်တင်းထွေတင်းထွေ ပါလဲကွမင်းမင်းရဲ့နောက်မှာမင်းဘာတွေးလို့လဲဘာမှမရှိပါဘူးရှိတယ်မင်းနောက်မှာအီတောင်ရက်နေတယ်တင်ထွေးရုပ်တရက်လှဲ့ပြီးတော့ကြည်လိုက်ပါတယ်ငါတော့မတွေးပါဘူးမင်းเจ้าနေရင်ဒီမှာပဲရက်နေငါခေါင်းမော်တက်ပြီးခေါင်းကိုနဲ့လိုက်အောင်မင်းတင်ထွေးလေးခြေနှက်ခမ်းမှာနေပြီးအောက်ကိုဆင်းလိုက်ပါတယ်အခောင်းရဲ့နှက်ခမ်းသားနှစ်ဖက်ပေါ်မှာခြေကိုခွာပြီးတော့နေရင် ောက်ကိုကုန်ပြီးလက်ဖြင့်တော်များရီပေးมาပဲနှိုက်လိုက်စဉ်ဘုံကနေဆိုတဲ့အတန်ကြီးကထွက်ပေါ်လို့လာပါတယ်အခောင်းကြီးအောက်တို့တပေခန့်ပြုံးကနေစိုက်ဝင်တယ်လို့အခောင်းကြီးပေါ်မှာတင်ထွေးကမောက်ရဲကြသွားပါတယ်ထိုခါမှတော့အခောင်းထဲမှာအလုံးကြီးကစက်ကနေထလာပြီးတင်ထွေးအားတင်းချက်စွာဖတ်ထားလိုက်တယ်ထိုအချိန်အလောင်းကောင်ကြီးကတော်များရီမဟုတ်တော့ပဲတရေမကြီးဖြစ်နေပါတယ် ဟာတင်ထွေအတေကောင်ကြီးထလာပြီမိမိကိုဖတ်နေတယ်အခုမှကြောက်တက်နေကြလားနင်တို့ကငါရဲ့တင်းញိုင်းတွေကိုလာပြီးဖျက်ဆီးနေတာငါကဒီတင်းញိုင်းကိုစောင့်နေမဖဲပါဘူးငါနင်တို့နှစ်ယောက်ကိုအရှင်မထားဘူးအမလီလွတ်လွတ်ပါကြောက်ပါပြီဗျာငါမင်းတို့ကိုမြေကျင်းထဲကိုအရောက်ခေါ်သွားမယ်အေးမြင့်လေတက်ထွက်မတက်ကြောက်လန့်နေပါတယ် နောက်တူလဲပြီးပြည့်ရင်လုံးမှာပဲနောက်ကရက်နေတဲ့အေးတောင်းကအေးမြင့်ခြင်းဘက်ကိုစောင့်တွန်းလိုက်ရာတွင်ထဲမှာနောက်ပြန်ကျသွားပါတယ်မဖေးဝောက်ကတင်းထွေးအားမြေကြီးနဲ့အောက်ဖက်သို့ဆွဲချလိုက်ပါတယ်တင်းထွေးအကြောင်းလုံပြီးတော့အတန်မထွက်နိုင်ပါထိုးတူပါပဲအေးတောင်းရဲ့ဝင်းကျင်ကတွန်းချလိုက်တဲ့အေးမြင့်လေမြေကြီးအတွင်မှာပဲနောက်ပြန်လဲကြပြီးအကြောက်လုံပြီးတော့အသက်ထွက်သွားခဲ့ပါတယ် တကယ်တော့ဒေါ်မြားကြီးရဲ့အာတုပါမချခင်မြေကျင်းတူးစင်လုခဲ့တဲ့နည်းနည်းခန့်ခါမြေမြုပ်ထားတဲ့အလောင်းရဲ့အခေါင်းတစ်ခုလေအောက်မှာအလျားရှိပါတယ်ထို့အောက်မှာတော့အရင်မြုပ်ထားတဲ့အခေါင်းခန့်နေတဲ့ဖြင့်မြေကျင်းကိုထပ်မံမတူကောင်းတဲ့အတွက်ရာသလောက်တူပြီးဆွေမြင့်နေတဲ့အောက်ကအခေါင်းရဲ့အဖုံးပေါ်မှာမြေအနှဲငယ်ပြန်ထားပြီးအပေါ်မှာဒေါ်မြားကြီးရဲ့အခေါင်းကိုဆင့်ပြီးတင်ထားပြီးတော့မြုပ်ထားခြင်းဖြစ်ပါတယ် မုတ်ကလည်းတဲတဲမဲမဲရွာချလိုက်တယ်လို့အပေါ်မှ တင်ထွေးရဲ့အလေးချိန်ဒေါ်မြားရဲ့အလောင်းတင်ထားတဲ့အခောင်းရဲ့အလေးချိန်ကြောင့်ဆွေမိနေတဲ့အောက်ကအခောင်းရဲ့မခိုင်နိုင်တော့ဘဲနဲ့ပြိုဆင်းလာခြင်းဖြစ်ပါတယ်။ဒေါ်မြားရဲ့အလောင်းရုတ်တရက်အောက်သို့နှိမ့်ဆင်းသွားတဲ့တင်ထွေးကခြေထောက်ချော်ကြမှာပဲဒေါ်မြားရဲ့လက်နှစ်ဖက်ကထောင်းလာပြီးတင်ထွေးကိုဖတ်သားတယ်လို့ဖြစ်ပါတယ်။ဒိုချိန်မှတင်းချိုင်းဆောင်မဖွဲဝါကဝင်ရောက်ပိုးကက်ပြီး အတင်းဖတ်ထားခြင်းကိုခံလေရသဖြင့်ရုံမထွက်နိုင်ပေ အကြောင်းလုံပြီးတော့တည်ဆုံသွားရခြင်းပဲဖြစ်ပါတယ်။အင်းမြင့်လည်းပစ္စည်းကိုဆွဲပြီးရောက်လာတဲ့အေးတောင်းရဲ့ဝင်းကျင်ကြောင့်နောက်တော့အဆုံမှာပဲမြေကြီးနဲ့နောက်ပြန်ကြပြီးအသက်ပါထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့ရောက်တော့ဒေါ်မြားရဲ့အခေါင်းကြီးဖွင့်လျက်ရှိပြီးသူ့အခေါင်းမှာမြုပ်ထားတဲ့မြေတွင်းထဲမှာတော့ရုပ်ပြည့်အစင်ပြည့်တည်ဆုံနေကြတဲ့တေထွေးနဲ့အင်းမြင့်တို့ကိုတွေ့ရပါတော့တယ်။ ုတ်ကဲ့ပါခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီဇလန်လေးကိုအဆုံးထိနားဆင်အားပေးကြတဲ့တူဦးတယောက်ချင်းစီကိုအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ